ကျွန်တော်ဒရုန်းများများရုပ်ရှင်တကားကိုစားကြည့်ပြီဆိုရင်အရင်ဆုံးတည်ထားမိတဲ့ဒါကတော့ cinematography ပဲဖြစ်ပါတယ်မြန်မာလိုပြောရင်တော့ကင်မရာအယူအဆလို့ခေါ်ရမှာမျိုးပေါ့နော်ဒီဗီဒီယိုမှာတော့ရုပ်ရှင်တကားရဲ့ cinematography သို့မဟုတ်ကင်မရာအယူအဆကိုဝေဖန်သုံးသပ်ဖို့တည်ထားတဲ့အခေါ်အဝေါ်ချုံနဲ့မိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ် cinematography ခေါင်းစဉ်အောက်မှာတည်ထားတဲ့အရာတွေကတော့ဒမတ်၁ short size short size ရာတော့ကင်မရာထဲမှာလူတစ်ယောက်ရဲ့ခန္ဓာကို ဘလောက်ထိမြင်ရမလဲဆိုတော့ပြောတာဖြစ်ပါတယ်လူတယောက်ကိုကင်မရာနဲ့ရိုက်တော့မယ်ဆိုရင်ခေါင်းစာခြေဆုံးပအောင်ရိုက်မလားဒါမှမဟုတ်ခေါင်းကနေခါလောက်ထိပဲပအောင်ရိုက်မလားမျက်နှာလေးပဲပအောင်꿰ရိုက်မလားစသဖြင့်ဆုံးဖြတ်ရပါတယ်ဒါကမတူညီတဲ့ short size တွေဖြစ်ပါတယ်ဥပမာ wide short ဆိုရင်လူတယောက်ကိုခေါင်းစာခြေဆုံးတစ်သိချာချာမြင်ရတဲ့အပြင်အဲ့လူရဲ့ပတ်ဝန်းကျင်ဟာ မြင်ရတဲ့ရှော့မျိုးဖြစ်ပါတယ်တကယ်လို့ခေါင်းကနေဒူးအောင်လောက်ထိပဲမြင်ရတယ်ဆိုတော့အဲ့ဒါကို medium long shot လို့ခေါ်ပါတယ်ခေါင်းကနေခါလောက်ထိမြင်ရရင် medium shot ဖြစ်သွားပါတယ်ခေါင်းကနေရင်ညွန့်လောက်ထိပဲမြင်ရရင်တော့အဲ့ဒါကို medium close up shot လို့ခေါ်ပါတယ်မျက်နှာနဲ့လယ်မြောက်ဘက်ကွက်ပြီးမြင်ရရင်တော့ အဲ့ဒါ close up shot ဖြစ်သွားပါတယ်မျက်လုံးလေးပဲကွက်မြင်ရတယ်ဆိုရင်တော့အဲ့ဒါကို extreme close up shot လို့ခေါ်ပါတယ်မတူညီတဲ့ shot size တွေကကြည့်ရှုသူပေါ်လဲမတူညီတဲ့ခံစားချက်တွေကိုပေးပါတယ် close up shot ကိုသုံးလဲဆိုတော့တေးဥဆောင်ရဲ့မျက်နှာကင်မရာရဲ့မှာအပြည့်နီးနီးနေရာယူထားလိုက်မယ်ကြည့်ရှုသူအတွက်လည်းဒီဇက်ကောင်အကြောင်းကိုသူတို့ပို့ပြီးတော့သိရအောင်နားလဲပြအောင်ခံစားမှုဖြစ်စေပါလိမ့်မယ်နောက်ထပ်သိထားတဲ့နောက်တစ်ခုကတော့ camera angle ပဲဖြစ်ပါတယ် ကင်မရာ angle ဆိုတော့လူတယောက်ကိုဘယ်ရှုတော့အောင်ကင်မရာနဲ့ရိုက်ထားသလဲဆိုတာကိုပြောတာဖြစ်ပါတယ်ကင်မရာမျက်နှာချက်ပုံမှာရှိနေပြီးတော့အောက်တက်တဲ့ကိုငုံကြည့်ပြီးတော့ရိုက်ထားတဲ့ပုံစံမျိုးဆိုရင်အဲ့ဒါကို overhead shot လို့ခေါ်ပါတယ် high angle shot ဆိုရင်တော့ကင်မရာလူထက်မြင့်တဲ့နေရာမှာတော့ရှိနေပါတယ်ဒါမဲ့အောက်တက်တဲ့ကိုငုံကြည့်ပြီးရိုက်ထားတာမဟုတ်ဘူးပေါ့။နည်းနည်းလေးငုံပြီးကြည့်လိုက်တဲ့ပုံစံမျိုး ဲ့လိုမျိုးဆိုရင် high angle shot လို့ခေါ်ပါတယ်ကင်မရာကလူထက်နည်းနည်းနှိမ့်နေတဲ့နေရာမှာရှိနေတယ်အပေါ်ကိုမော့ကြည့်ပြီးရိုက်ထားရဆိုရင်အဲ့ဒါကို low angle shot လို့ခေါ်ပါတယ် straight on ဆိုရင်တော့ကင်မရာကလူထက်နှိမ့်လဲမနှိမ့်ဘူးမြင်လဲမမြင်ဘူးဒန်တူလောက်ကနေရိုက်ထားဖြစ်ပါတယ်ရုပ်ရှင်ဒီမှာထဲသုံးလေးတိမ်မရှိပါမယ်ကင်မရာအင်ဂယ်အကြောင်းပြောရတဲ့တခါရထဲပြောရမယ်ဆိုရင်တော့အဲ့ဒါက Dutch angle ပဲဖြစ်ပါတယ် Dutch angle shots မှာတော့ ကင်မရာကိုဘဲဘက်သို့မဟုတ်ညာဘက်ကိုစောင်းပြီးတော့ရိုက်ထားတဲ့ shot ပဲဖြစ်ပါတယ်ဒီလို shot မျိုးကိုတော့ပရိသတ်ကိုမအီမတာခံစားမှုမျိုးပေးစေခြင်းဖြစ်ဖြစ်တခုတော့လွဲနေပြီဆိုရခံစားချက်မျိုးပေးခြင်းပဲဖြစ်ဖြစ်သုံးလို့ရှိကြပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အပြင်လောကမှာလည်းခပိုင်းကိုမြင်ရတာပုံမှန်ချိန်တိုင်းဆိုကျွန်တော်တို့ကအတဲ့တိုင်းမမြင်ရလေတစ်ဖက်ကိုစောင်းပြီးမြင်နေရပြီဆိုတော့ ဒါကျွန်တော်အပြင်လောကမှာလည်းတခုလွဲနေလို့ပေါ့နော်နောက်ထပ်တည်ထားနေတဲ့အရာတခုကတော့ camera movement camera ဘလို့လှုပ်ရှားနေလဲပဲဖြစ်ပါတယ် camera တနည်းအားမှာပဲကြောက်ချာပြီးတော့နေနေတယ်ဘလို့မှမရွက်ဘူးလှုပ်ရှားမှုမရှိဘူးဆိုရင်အဲ့ဒါကို stationary သို့မဟုတ် static လို့ခေါ်ပါတယ် stationary shot static shot ဆိုတဲ့ပြန်ပေါ့ camera တော့တနည်းအားမှာပဲကြောက်ချာလို့ရှိနေတယ်ဒါမဲ့ခေါင်းကိုလှည့်သလိုမျိုး ဘယ်လှည့်ညာလှည့်လုပ်တယ်ဆိုရင်တော့အဲ့ဒါ old band လုပ်တယ်လို့ခေါ်ပါတယ်။ဘယ်ဘက်ကိုလှည့်ရင် band left ညာဘက်ကိုလှည့်ရင် band right လို့ခေါ်ပါတယ်။ကင်မရာတနေရာထဲမှာပဲရှိနေတယ်။ဒါပေမဲ့အပေါ်မောကြည့်အားအောက်ကိုငုံကြည့်ရလို့မျိုးလုပ်တယ်ဆိုရင်တော့အဲ့ဒါ old tilt လုပ်တယ်လို့ခေါ်ပါတယ်။အပေါ်မောကြည့်ရင် tilt up လုပ်တယ်။အောက်ကိုငုံကြည့်ရင် tilt down လုပ်တယ်။ဒါလို့ခေါ်ရပါတယ်။နောက်တစ်ခုကတော့ zoom in zoom out ဒါတော့အားလုံးပဲသိကြမှာပါ။ zoom နဲ့လုံးလိုက်ရင်ကင်မရာမှာမြင်ရတဲ့အရာဝတ္ထုတွေအားပို့ပြီးတော့ကြီးလာမယ်။ zoom မလုံးလိုက်ရင်ကင်မရာမှာမြင်ရတဲ့အရာဝတ္ထုတွေအားပို့ပြီးတော့သေပါမယ်။ zoom နဲ့ zoom လုပ်တဲ့ဆိုတာတကယ်ကတော့ကင်မရာ lens ရဲ့ focal length ကိုကစားရပဲဖြစ်ပါတယ်။ကင်မရာတနေရာထဲမှာကြောက်ချပြီးတော့ငြိမ်နေတာမဟုတ်ဘူးကင်မရာရပါ light ရွေ့သွားတယ်ဆိုရင်တော့အဲ့ဒါကို tracking လို့ခေါ်ကြပါတယ်ဘယ်ဘက်ကိုရွှေ့ရင် track left ညာဘက်ကိုရွှင်ရင် track right ရှေ့ကိုတိုးသွားရင် track in နောက်ကိုဆုတ်သွားရင် track out ဒီလိုမျိုးခေါ်ကြပါတယ်အခုဒီဗီဒီယိုမှာပြောသွားတာတော့ short size ရယ် camera angle ရယ် camera movement ဒီသုံးခုပဲရှိပါသေးတယ်။ cinematography ကိုတကယ်သေချာသုံးသပ်မယ်ဆိုရင်တော့အဲ့ထက်အများကြီးကြောစရာရှိပါတယ်။ဥပမာ aspect ratio, focal length, depth of field, lighting စာဖြစ်ဖြစ်ပါတယ်ပြီးတော့ရုပ်ရှင်တကားကိုပြီးပြည့်စုံအောင်သုံးသပ်တော့မယ်ဆိုရင်စီနီမတိုဂရဖီတစ်ခုရဲနဲ့မရပါဘူးအတန်နေအတိဖြတ်ပုံနေစာဖြစ်ပြောရတယ်အများကြီးချင်ပါသေးတယ်ဒါတွေကိုကျွန်တော်နောက်ဗီဒီယိုထဲမှာလည်းတင်ဆက်ပေးသွားပါမယ်ကျေးဇူးတင်ပါတယ်